ရေပြည်သူတွေအရန်အရန်ကိုအရေးကြီးပါတယ်။အင်ဂျင်နီယာအဖွဲ့တွေကပြည်သူတွေကိုမြို့ကြီးတွေကနေတလားလောက်ခစ်တော့ဆုံးခွာဖို့အတွက်ထွက်ပြေးဖို့အတွက်အရေးပေါ်အကြံပြုလာပါပြီ။ရန်ကုန်ကလေးဟာမကြာခင်မှာလုံနိုင်တာဖြစ်တဲ့အတွက်အရန်ရန်ကိုအရေးပေါ်သတိပေးထားတာပဲဖြစ်ပါတယ်။အင်ဂျင်နီယာတတော်များများနဲ့ကလေးလေးလာရေးပညာရှင်တွေကရန်ကုန်နဲ့ဘကုအခြေပြုတဲ့ကလေးကြီး local လာနိုင်ပြီးဒီကလေးကဆူနာမီကို ဖြစ်စေနိုင်မယ့်ကလေးလေဖြစ်တဲ့ဆိုပြီးတော့ တစ်တော်နဲ့ Facebook လူမှုကင်းစာမျက်နှာတစ်ချောင်းမှာတော့ရေးသားပေါ်ပြနေကြတာကိုလေးတွေ့ရပါတယ်ဒီကနေ့မှာတော့ပရိသတ်တွေကိုပြန်လည်တင်ဆက်ပေးချင်တာပြည်သူတွေကိုအသိပေးချင်တာ engineer အောင်မြတ်သူရဲ့အရေးပေါ်အသိပေးချက်ရဲ့ပြီးတဲ့ခါကျတော့ future ဆိုပါပဲ ARI မြင့်နဲ့ချောင်းသာကန်းချီမှာရေးရခန်းချောက်လာမှုကိုတင်ဆက်ပေးချင်ပါတယ်ဗျ engineer အောင်မြတ်သူကတော့အခုလိုပဲဆိုထားတာပဲဖြစ်ပါတယ်အားလုံးပဲစိတ်မကောင်းဖြစ်နေတာကိုသိပါတယ် ဒါပေမဲ့အသိထားတဲ့အသိပညာနဲ့အချက်လက်အရ Red Alan အနီအောင်စင်သတိပေးချက်ကိုသတိပေးပါရစေ2015နီပုံးကလင် Register Ski Canada သမားရှစ်အဖြစ်ပြက်ကိုကျုံခဲ့ရတဲ့ Senior Structural Engineer Mr. Benny Kanaga 2015မြန်မာကလင်လုတ်ပြီးပထမဆုံး12နှစ်အတွင်းမှာဘာလုပ်ရမလဲဆိုတာကျွန်တော်တို့ကိုလမ်းပြပေးခဲ့ပါတယ်ဗျာအဲ့ဒီစကဥဆောင်ပြီးထိုင်းနိုင်ငံရောက်မြန်မာလူငယ် engineer တွေနီပေါ်အိန္ဒိယပါကစ္စတန် ဒေရီလင်ကာနိုင်ငံသူတီက volunteer engineer ဖွဲ့တွေကိုစုပြီးအန္တရာယ်ရှိတဲ့ high risk အဆောက်အဦတွေကိုဆွဲထုတ်ဖို့ repair damage assessment ကိုဦးဆောင်နေပါတယ်။ senior ရဲ့ပြောပြချက်အရသူတို့ကြုံခဲ့ကြတဲ့2025မြေပေါ်အခွင့်အလေးအခုမြန်မာငလီနဲ့ခနစ်တသမခနစ်ခနစ်တသမရှစ်ချင်းနှိဆက်ပါတယ်လို့ဆိုပါရီ after shock ဟာဗလာအကြာမှာ register scale ခနစ်တသမ3ထပ်လုပ်ခဲ့တယ်လို့ဆိုပါရီဒါကြောင့်မလို့မြန်မာနိုင်ငံမှာလေစကိုင်းပြီးလို့ရှိရင်ဘူးလုံနိုင်တာဆိုပြီးတော့ ြောဆိုထားတာပဲဖြစ်ပါတယ်။ဒါကြောင့်အထူးသတိထားဖို့သူကသတိပေးလာတာပဲဖြစ်ပါတယ်။ဒီပုံကလေးမှာစီနီယာဘီနီကိုရန်အသွေးချုံရသူတို့တွေဆယ်ရကျော်တလနေပါမြို့ပြင်လေခွင်းထဲမှာချင်းထောင်းနဲ့ထရိတ်ကြဲကြားရလို့ဆိုပါတယ်။ငလင်ရဲ့ဒုက္ခကလှုပ်တဲ့အချိန်မတိရသေးဘူး။တပတ်အကြာမှပြဿနာအကြီးတွေစကြုံရမယ်။တောက်ရီသုံးရင်နဲ့အစာတောက်ပြက်လက်တာကစမယ်။နောက်ဆက်သွဲကမိုးရွာရာတို့မုန်တိုင်းဖြစ်တာတို့ကအဆူဆုံးမယ်။ယူရီနီဇီယာအိတ်ဆရာမရှိတော့ဘဲဖြားနာမယ်။ဒီလိုကျွန်တော်တို့မြန်မာနိုင်ငံအနေထားရ အစိုးရဆိုတာမရှိဘူးဇီယဝန်အင်အားမလုံလောက်ဘူးကေစေယူမလုံလောက်အဆောက်အဦတွေက စောက်သလွဲတွေအင်ဂျင်နီယာတွေကမြေပြင်မှာမစစ်ဆေးနိုင်ဘူးဌာနဆိုင်ရာတွေကဘာလို့ရမလဲမသိဘူးတရင်ဌာနတွေကနိုင်ငံတော်အဆင့်တရင်ဌာနမရှိဘူးနိုင်ငံတော်အဆင့်လမ်းညွန်ချက်အမှန်ကိုလူတို့ကမရနိုင်ဘူးဘာမှကိုစိတ်မချအောက်ကူမရတဲ့အခြေအနေမျိုးမြို့ကိုခေတ္တဆွန့်ခွာပြီးမြို့ပြင်မှာယာယီစကန်ထိုးနေထိုင်တာကလုံးတဲ့ immediate response နီလန်းလို့သဘောတူတွေတိုက်တွန်းနေအကြံပြုပါတယ်ဆိုပြီးတော့ အင်ဂျင်နီယာအောင်မြတ်သူကဒီသူတွေကိုအရေးပေါ်တတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ဖြစ်နိုင်တယ်မြ။အိမ်တွေဝိုင်းဆိုင်မှုတွေကိုစွန့်ခွာပါ။ဝိုင်းဆိုင်မှုကိုစွန့်မလား။အသက်ကိုစွန့်မလား။ရွေးချယ်စရာမရှိတဲ့အခြေအနေတခုဖြစ်လာပါလိမ့်မယ်။ဖြစ်နိုင်တယ်မြ။မကန်ခန့်တဲ့တိုက်တာအဆောက်အဦတွေရှိတဲ့ရက်ွက်တွေမျိုးတွေကိုပါယာယီစွန့်ခွာနေထိုင်ပါ။ယာယီစခန်းတွေစောက်ဖို့လူနိုင်တဲ့သူတွေကလူပြေးပါ။စိတ်ချရတဲ့အခြေအနေရောက်ဖို့အနေဆုံးသလားလို့နေထိုင်နိုင်မဲ့ယာယီစခန်းတွေ အမြန်ဆုံးလောက်ကြရပါမယ်ဆိုပြီးတော့အင်ဂျင်နီယာအောင်မြတ်သူကရေးပေါ်တတိပေးလာခဲ့တာဖြစ်ပါတယ်